လဟာကဘာကို26ရက်တကြိမ် orbit လောက်တယ်လို့ပြောပြီးတော့ဘာဖြစ်လို့လလှုပ်သွားတာကိုကောင်းကင်မှာတညာထဲနဲ့အပြီးတွေ့ရတာလဲတခါတလေနေဘက်ကောင်းကင်မှာနေကောလကောဘာလို့တပြိုင်နက်တွေ့နေရတာလဲအဲ့ဒီလို တွေ့ရပြီဆိုလို့ရှင်အဲ့ဒီလကိုပေါ်နေတဲ့လချမ်းဖြစ်ဖြစ်လစိတ်ဖြစ်ဖြစ်ကိုကြည့်ပြီးတော့ဘာမှပြက်ကြင်ကြည့်စရာမလိုပဲနဲ့လဆန်းလားလဆုပ်လားဆိုတော့ပြောလို့ရသလားဘယ်လိုပြောကြမလဲလမိုက်ညမှာ ကောင်းခင်ကိုမော့ကြည့်လိုက်ဘာလို့လကိုမမြင်ရတာလဲနော်ဒီမိကုန်းနဲ့နဲ့ကြောင်နေတဲ့မိမဲ့ဒါတွေဆွေးနွေးကြမယ်နော်ဒီအကြောင်းတွေကိုပြောပြပြီးမှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ The Nerdy Space ဆိုတဲ့ channel ကနေပြန်ပြီးတော့ကြိုဆိုပါတယ်အဲ့တော့ဒီအကြောင်းတွေမရှင်းပြခင်မှာပထမအဆုံးအနေနဲ့ကျွန်တော်တို့ဝေါ်ဟာရာတွေကိုခါတိုင်းတိုင်းပဲညှိကြတာပေါ့နော်အဲ့တော့ဝေါ်ဟာရာမှာလဟာကဘာကူ29ရက်ကြာမှာတစ်ခါပတ်သွားတဲ့အတွက်ကြောင့်မှလို့ကျွန်တော်တို့ကနေလကိုလှမ်းကြည့်တဲ့အခါမှာပုံသဏ္ဍာန်မျိုးစုံမြင်ရတယ်အဲ့ဒီမြင်ရတဲ့ပုံသဏ္ဍာန်မျိုးစုံကိုကျွန်တော်တို့အခုနာမည်တွေပေးကြည့်မယ် အဲ့တော့ပထမအောင်ဆုံးအနေနဲ့လပြည့် full moon လို့ခေါ်မယ်။လကွယ် new moon လို့ခေါ်မယ်။ဘာလို့ new moon လို့ခေါ်လဲဆိုတော့ဒါအင်္ဂလိပ်လို့ဒါလတလကုံသွားပြီနောက်တလစတော့မယ်ဆိုတဲ့အဓိပ္ပာယ် new moon ။ဟုတ်ပြီ။လကွယ်ညလို့ပြောပြီးတော့ဘာဖြစ်လို့ကျွန်တော်နေကင်းပုံကြီးပြထားတာလဲ။ဒီကြောင့်လဲပြီးရင်ရှင်းပြမယ်ခဏနေ။ပြီးရင်အဲ့ဒါဆိုလပြည့်လည်းမဟုတ်ဘူးအကွယ်လည်းမဟုတ်ဘူးဈာထည့်ကပုံစံမျိုးစုံရှိတဲ့လတွေကိုနာမည်ဘယ်လိုပေးကြမလဲ။ဒါဆိုရင်လကျန်းလေးလင်းတာနေပြီးမှောင်တာများနေတဲ့လကို crescent လို့ခေါ်မယ်။ လင်းနာများပြီးမှောင်နာနေနေတဲ့လောက်ကို gibbous လို့ခေါ်မယ် crescent ရှိမယ် gibbous ရှိမယ်ခလဲကနေကိတ်မှုခွဲထားသလိုအနည်းတစ်ချက်အမှောင်ချန်ကွက်တိဖြစ်နေတဲ့လောက်ကို quarter လို့ခေါ်မယ်ဒါဆို crescent quarter gibbous ဒါမျိုးတွေရှိကြတယ်အဲ့ဒီဟာတွေကပုံစံတွေပြောင်းနေတယ်အဲ့တော့ဘလို့ပြောင်းလဲဆိုဥပမာလမိုက်ညဟိုဟာ new moon new moon ကနေပြီးတော့လတဖြည်းဖြည်းပြည့်လာပြည့်လာပြီးတော့ full moon ကိုလာတဲ့လမ်းမှာဆိုလို့ရှိရင်ဒါကိုလာဆန်းလို့ခေါ်တယ်လာဆန်းအင်္ဂလိပ်လို့ဆိုရင် waxing တော့အစင်းစင်းဘယ်လိုလာမလဲ waxing crescent waxing quarter waxing gibbous ပြီးတော့မှ full moon ဖြစ်မယ်အဲ full moon ပြီးသွားပြီလပြည့်ကျော်သွားပြီဆိုတော့လပြန်ဆုတ်တယ်လဆုတ်တောင်အင်္ဂလိပ်လိုဘာလို့ခေါ်လဲဆိုရင် waning လို့ခေါ်တယ်အဲ့တော့ waning အခုနောက်နဲ့ပြောင်းပြန် waning gibbous waning quarter waning crescent ပြီးတော့မှအဲဆိုရင် new moon ဟာ full new moon ဖြစ်သွားမယ်ဟုတ်ပြီနော်ဒါဆိုဒါ cycle တစ်ခုလဲတာတည်သွားပြီ အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဖာတွေကဘယ်အချိန်နေမှာဘယ်လိုပုံသဏ္ဍာန်နေနဲ့မြင်ရလဲအဲ့ဒီလဘယ်အချိန်ထွက်ဘယ်အချိန်ဝင်လဲဒီအကြောင်းတွေကိုဆက်ပြီးတော့ဆွေးနွေးမယ်အဲ့ဆိုပထမမေးခွန်းသွားအောင်အဲ့တော့ပထမမေးခွန်းမှာကျွန်တော်တို့ဘာပြောလဲဆိုလို့ရှိရင်လဟာကဘာအောင်26ရက်ကောင်တစ်ခေါက်အော်ပိတ်လုတ်တယ်လို့ပြောပြီးတော့နေ့တနေ့ဒါမှမဟုတ်ညတညမှာကြည့်လိုက်လို့ရှိရင်လာကြီးပေါ်လှုပ်သွားတာကိုတနေ့ထဲနဲ့ဘာလို့အပြီးမြင်ရတာလဲ 29ရက်ဆိုဖြည်းဖြည်းဖြည်းလှုပ်သွားမှာပေါ့အဲ့လိုတွေပြောကြမယ်တွေးကြမယ်ပေါ့နော်အဲ့တော့ကောင်းကင်မှာရှိတဲ့အရာဝတ္ထုတွေလှုပ်နေတာလှုပ်နေတာဒီအများသောအားဖြင့်သူတို့လှုပ်တာမဟုတ်ဘဲနဲ့စัจ java လာမှာဆိုရင်ကျွန်တော်တို့ကဘာကြီး spin လှုပ်ပြီးလဲနေတာကြောင့်ဖြစ်တာနော်အဲ့ဒါကိုကျွန်တော်အရင်ဆုံးပြောရမယ်အဲ့တော့ကျွန်တော်တို့ဒီပြထားတဲ့ပုံလေးကိုကြည့်ကြည့်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်ပြထားတဲ့ပုံလေးမှာဆိုရင်ဒါကကဘာရဲ့မြောက်ဝင်ရုံဆုံးကနေပြီးတော့အပေါ်ကနေလှမ်းပြီးရိုက်ပြထားတဲ့ပုံ နော်အဲ့တော့ဆိုမှခြေခဲတောင်လေးမြင်နေရတယ်ဆိုတော့ခြေခဲပြင်လေးမြင်နေရတာကပ္ပမျက်ဝင်ရုံဆုံးအဲ့တော့ကပ္ပဒီဘလို့လဲဆိုအနောက်မှာအရှိတို့တတိယအဖြစ်ပြောလို့ရှိရင်ဒါနာယီလက်တံပြောင်းမြန်လဲပတ်နေတယ်နော်အဲ့လိုလဲပတ်နေတဲ့အတွက်ကြောင့်မလို့လဲနေ့တနေ့မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုအရာအဒီအကုံလုံးကအရှိမှအနောက်သို့သွားနေတယ်အဲ့တော့နေဆိုလဲအရှိရက်ကထွက်တယ်မွန်းတဲတယ်ပြန်ဝင်တယ်အဲ့လိုပဲလာဒီလဲအရှိရက်ကထွက်တယ်ခေါင်းပေါ်ရောက်တယ်ဝင်တယ်ညဘက်မှာကြည့်ကြဲတာရာဒီအကုံလုံးလဲအဲ့လိုပဲရှိရထွက်ပြီးတော့အနောက်ကဝင်တယ်နော်အဲ့တော့ချင်းချက်နေနေတော့ဝင်ရုံးဆုံးမှနေရင်တော့တမျိုး တော့ဝင်ရိုးစုံမှနေလို့ရှိရင်တော့ဥပမာမြောက်ဝင်ရိုးစုံမှနေတယ်ဆိုရင်ကောင်းကင်ဘုံကြည့်လိုက်ရှေ့သမျှကျေတာရတဲ့အကောင်လုံးကခလဲဘိုးပြုတ်ပြီးတော့나이လက်တန်တိုင်းလဲနေတယ်။တောင်ဝင်ရိုးစုံမှနေနောက်ဝင်ဟိုဟာ나이လက်တန်ရဲ့ဖြောင်းပြန်တိုင်းလဲနေတယ်။ဒါမဲ့ကျွန်တော်တို့ဒီ equator အလဲပိုင်းမှနေတဲ့လူတွေအကောင်လုံးကတော့ကောင်းကင်ကိုကြည့်လိုက်ရင်ညတိုင်းညတိုင်းနေတိုင်းနေတိုင်းအရာဝတ္ထုတိုင်းအာကာသထဲကအရာဝတ္ထုတိုင်းဒီအရှိအယံမှထွက်တဲ့နောက်ရက်ကိုဝင်တယ်။တနေ့သေးအတွင်းမှဖြစ်တယ်။နောက်အဲ့ဒါကြောင့်လကလည်းအဲ့လိုဖြစ်သွားတယ်။ဆိုတော့လဒီလိုထွက်ပြီးတော့ဒီလိုဝင်သွားတာဒီ ဘာဖြစ်လဲဆိုရင်ကဘာကစပိန်လောက်လို့လဲလို့မြင်ရတဲ့အဟာဟုတ်ပြီနော်လကကဘာကို orbit လောက်လို့ဖြစ်တာမဟုတ်ဘူးလကကဘာကို orbit လောက်တာ29ရက်တခါ orbit လောက်တာဘာဖြစ်လဲအဲ့ဒါဆိုရင်မေးရမယ်ဘာဖြစ်လဲဆိုနံပါတ်1ကပုံသဏ္ဍာန်မျိုးစုံဖြစ်တယ်လပြေလကွယ်လဆန်းလဆုပ်ဒီလိုပုံသဏ္ဍာန်နေခုန crescent gibbous quarter စတာတွေဖြစ်တယ်အဲ့ဒါတွေဖြစ်တယ်လို့နောက်ဘာဖြစ်တယ်လဲဆိုလို့ရှင်ဝင်လာထွက်တာလဝင်လထွက်ချိန်နေတနည်းနဲ့တနည်းမတူပဲပြောင်းလဲတာတွေဖြစ်တယ်နော်ဒီအကြောင်းတွေကိုကျွန်တော်တို့အခုဆွေးနွေးမှာ အဲ့တော့ဆွေးနွေးမယ်ဆိုရင်ကျွန်တော်အရင်ဆုံးအဲ့ဒီပုံလေးကိုကြည့်လိုက်ပေါ့နော်။အော်ဒီပုံလေးမှာနေရှိမယ်၊ကဘာရှိမယ်၊လာရှိမယ်။ဟုတ်ပြီနော်။အဲ့ဒီမှာကျွန်တော်မြားလေးတွေတက်မယ်။အဲ့တော့ဒီမှာလူကဘာလည်နေတယ်။အော်မှာကျွန်တော်ရဲ့လူကလေးကဘာဆိုကဘာ equator မှာရှိနေတယ်။နော်အဲ့တော့ဘာဆိုဒီမှာပတ်နေမယ်ပေါ့နော်။ပတ်နေမယ်ဆိုဒီပုံမှာကြည့်လိုက်ကျွန်တော်အနီဇက်လေးတစ်ဇက်ချလိုက်ဟိုဒီအနီမြားလေးကဘာလဲဆိုရင်ဒါနေဝင်နေထွက်ရာနေနေဝင်ရာကိုပြတယ်မြား။အဲ့ဆိုဒီချိန်မှာနေထွက်ပြီးနေဝင်တယ်။ အမမနေထွက်ချိန်ဆိုအနီ၃၀ချလိုက်တယ်နေခေါင်းမွန်းတဲ့ချိန်ဆိုအနီ၂၀ချလိုက်တယ်နေဝင်ချိန်ဆိုအနီ၃၀ချလိုက်တယ်ဒါမြင်အောင်လို့ပြလိုက်တာဒီပုံမှာအဲအဲ့လိုပဲလကလည်းဒီပုံမှာကြည့်လိုက်လို့ရှင်ဒီမှာအပြာဆက်၃၀၂၀၃၀ဆိုပြီးတော့ချပေးထားတယ်ဒါလထွက်တဲ့ချိန်နဲ့လဝင်ချိန်အော်ဒီပုံမှာကြည့်လိုက်ရင်အရင်ရှင်းတယ်နေဝင်ပြီဆိုရင်လထွက်ပြီအပေါ်မှာအဲ့လိုပဲလဝင်ပြီဆိုရင်နေပြန်ထွက်ပြီအောက်မှာနော်အဲ့တော့နေနေနေဘက်မှာနေရှိမယ်ညဘက်မှာလရှိမယ်အရင်ရှင်းတယ်နော်အဲ့တော့ငငယ်တော့တည်တယ်လို့ပါနေလေဆိုတာနေဘက်မှာရှိလေလဆိုတာညဘက်မှာရှိတယ် ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်နေတာကလတလ29ရက် cycle တစ်ခုမှဆိုလို့ရှင်တရက်လပြည့်နေ့တရက်ပဲဖြစ်တာကျန်တဲ့ရက်တွေဆိုအဲ့လိုမဖြစ်ဘူးเนาะအဲ့တော့အဲ့ဒါလေးကိုခဏနေပြီးဆက်သွားမယ်ပေါ့เนาะအဲ့တော့အဲ့ဒီအချိန်မှာလကနေကဘာနေပြီးတော့လကိုလှမ်းကြည့်လိုက်လို့ရှင်ဘာတွေ့မလဲဆိုရင်လပြည့်တာကိုတွေ့မယ်ဘာဖြစ်လို့လဲအခုဒီပါကြည့်လိုက်ကဘာကိုကြည့်လိုက်လင်းနေချမ်းမှောင်နေချမ်းလကိုကြည့်လိုက်လင်းနေချမ်းမှန်းမှောင်နေချမ်းအဲ့တော့ကဘာတွေလှမ်းကြည့်လကိုနှင်းထိန်နေတဲ့ချမ်းတွေ့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်လပြည့်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ထိရမယ် အချို့ကမေးမှာပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီပုံစံမှာလာကနေကြည့်ရင်နေကိုကဘာအွယ်မနေဘူးလားကဘာရဲ့အရေးလောက်ကိုမကြောက်ဘူးလားကြားနိုင်တယ်အဲ့လိုကြားရင်ဘာခေါ်လဲလာကြက်တယ်လို့ခေါ်တယ်အဲ့ဒါဆိုရင်ညင်းစရာရှိတာဘာလဲဆိုရင်လာလာကလာတိုင်းပြည့်နေတာဒါဆိုလာပြည့်တိုင်းလာကြက်ရမှာပေါ့အဲ့တော့အဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်တဲ့အကြောင်းကဘာဖြစ်လို့ဆိုကျွန်တော်နောက်မှနေကြက်လာကြက်တောင်အပီဆုတ်တစ်ခုနဲ့တတ်တတ်ပြောပြဒါမဲ့ဒါကိုကြည့်ပြီးမှတ်ထားလို့ရတာဘာလဲဆိုရင်လာပြည့်တိုင်းတော့လာမကြက်ဘူးဒါမဲ့လာကြက်ဖို့ဆိုရင်တော့လာပြည့်ဖြစ်မှရတယ် နော်အဲ့တော့မှဒီနေ့ကောင်းကင်မောကြည့်လိုက်လာချင်းမြင်နေရဆိုဒီနေ့လာမကြက်ဘူးဒါကျွန်တော်တန်းသိအကြည့်စရာမလိုနော်ဒါရမယ်အဲ့ဒါရမယ်ဆိုလို့ရှိရင်ဒီခုကနောက်တစ်ခုကျွန်တော်ဘာဆက်ပြောမလဲဆိုရင်လပြည့်ပြောပြီးပြီဆိုတော့လကွယ်ကိုဆက်ပြောမယ်နော်လာကွယ်နေမှာဆိုလို့ရှိရင်လကဟိုဘချမ်းကိုရောက်နေတယ်ဟိုဘချမ်းဆိုတာနေတဲ့ကဘာကိုကြားကိုရောက်နေရောက်နေတယ်ဆိုတော့အဲ့ဒီလကိုနေဘက်မှာမြင်ရမလားညဘက်မှာမြင်ရမလားတကယ်တော့ကဘာရဲ့နေဘချမ်းရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လဒီနေဘချမ်းမှာပဲမြင်ရတဲ့လအဲ့ မြင်ရတော့မမြင်ရအောင်ဒါပေမဲ့နေဘက်ချမ်းပါပဲရှိတယ်လားအဲကျွန်တော်ဒီလိုပြောချင်တာဟုတ်ပြီနော်အဲ့ဒီလကလကွယ်နေတာဟုတ်တယ်အဲ့ဒါဆိုကျွန်တော်ခုနမေးတယ်မေးခွန်းပြန်ကြည့်ပေါ့နော်လမိုက်ညမှာလမိုက်ညမှာမော့ကြည့်လိုက်လို့ရှိရင်ဘာလို့လမမြင်ရတာလဲနော်အဲ့တော့လအရေးကြနေလို့ကွယ်နေလို့အရေးကွယ်နေလို့အဲ့လိုတွေမဟုတ်တခုမှမဟုတ်အဲ့တော့အရှင်းဆုံးအဖြေကဘာလဲဆိုလို့ရှင်လကောင်းကင်မှာလမရှိဘူးဘာလို့ကောင်းကင်မှာလမရှိလဲဆိုရင်လမိုက်ညမှာလကကဘာကြီးရဲ့လင်းတဲ့ခြံကိုရောက်နေတာ ဟုတ်ပြီနော်အဲ့ဒါကြောက်မလို့လာမိုက်ညမှာလာမမြင်အောင်ဒါဆိုလာမိုက်နေရောနော်လာမိုက်နေဆိုတာဟိုဘယ်လိုပြောကြလဲလာကွယ်နေပေါ့လာကွယ်နေနေခင်းပတ်လာကွယ်နေနေခင်းပတ်မှာရောလာအောင်မြင်ရလားဆိုမမြင်အောင်ဘာကြောင့်မမြင်ရလဲအကြောင်းနှစ်ချက်အဲ့တချက်ကတော့ဗာလဲဆိုခုနကမှကြည်လိုက်လာရဲ့လင်းတဲ့ချမ်းရှိတယ်မှောင်တဲ့ချမ်းရှိတယ်ဆိုရင်လာရဲ့မှောင်တဲ့ချမ်းကကဘာကိုမျက်နှာပြုတ်နေတာဒါကြောင့်မလို့ကျွန်တော်တို့ကမမြင်ရအောင်ဒါနံပါတ်1နံပါတ်2အဲ့ဒီလာပဲအချိန်ထွက်လဲပဲအချိန်ဝင်လဲကြည့်ကြည့်အောင်အဲ့တော့ခုနအတိုင်းပဲကျွန်တော်မျှလေးဆွဲမယ်အနီမျှဒါနေထွက်နေမွတ်တဲ့နေဝင် အပြာမြားဘယ်ချိန်ရောက်သွားမလဲအပြာမြားဆိုတာလအတွက်ဒီမှာကြည့်ကြည့်လိုက်တချမ်းထဲမှာပဲဖြစ်နေပြောချင်တဲ့အတိတ်ပဲကပါလေအဲ့ဒီနေ့မှာနေနေလားနဲ့တူတူထွက်တယ်တူတူခေါင်းပေါ်ရောက်တယ်တူတူဝင်တယ်ဘာဖြစ်လို့လဲဆိုတော့နေနေလားနဲ့တချမ်းထဲရှိနေလို့ဟောတော့လညဘက်မှာထွက်တယ်ဆိုတာမဟုတ်ဘူးเนาะအခုဆိုဒါလနေကင်းဘက်ကြီးထွက်တယ်ဟုတ်ပြီเนาะအဲ့တော့အဲ့ဒီနေ့မှာအဲ့တော့နေနေလားနဲ့အတူတူထွက်တယ်ဆိုတော့ဘာဖြစ်လို့နေရောင်အရန်လင်းတယ်ပြင်းတယ်ပြင်းတယ်ဆိုတော့လအောင်တော်ရုံတော်ရုံဆိုအကြိတ်ကကွယ်သွားပြီမမြင်ရအောင်လင်းလင်းစုသွားပြီ အဲ့ဒါကိုမှလကလည်းအဲ့ချိန်မှာမှောင်တဲ့ချောင်ပြုတ်နေတယ်မျက်နှာပြုတ်နေတယ်ဆိုတော့ပိုတော့မမြင်ရအောင်အဲ့ဒါကြောင့်မလို့လကွယ်နေမှာနေခင်းပဲကြည့်ရင်လည်းလအောင်မမြင်ရညဘက်ကြည့်ရင်ဘာလို့မမြင်ရလဲရှိကူမရှိနေလို့ဟုတ်ပြီနော်ညဘက်ကောင်းကင်မှာမရှိနေလို့ဟုတ်ပြီနောက်တစ်ခုထပ်ပြောချင်တာအဲ့ဒါဆိုအချို့ကပြောမှာပေါ့အဲ့ဒါဆိုရင်ကဘာကြီးနေကိုလကကွယ်မသွားဘူးလားကဘာမမြင်ရအောင်ဖြစ်သွားမလားလရဲ့အရေးကဘာပုံမကြဘူးလားဟုတ်ကဲ့အဲ့လိုကြတာဖြစ်နိုင်တယ်အဲ့လိုဖြစ်ရင်ဘာခေါ်လဲ solar eclipse လို့ခေါ်တယ်နေကြတာဖြစ်တယ် ဒါမဲ့လကလမိုင်းညဆိုတာတလတစ်ခါဖြစ်နေတာခုနလိုပဲဒါဆိုရင်လတိုင်းနေချက်သလားမချက်ဘူးလကွယ်တိုင်းလကွယ်တိုင်းနေမချက်ဘူးเนาะအဲ့ဒါတော့နောက်မှဟိုနေချက်တဲ့အကြောင်းကိုရှင်းပြမယ်ဒါပေမဲ့နေချက်ဖို့ဆိုရင်တော့လကွယ်နေဖြစ်ရမယ်เนาะအဲ့တော့ new moon လကွယ်နေမှာမှနေချက်နိုင်တယ်တခြားညက်တွေလုံးနေလုံးကမချက်နိုင်အဲ့တော့အဲ့ဒီဟာရမယ်เนาะအဲ့ဒါဆိုရင်တခြားလတွေကိုဘယ်လိုပြောကြမလဲအဲ့တော့တခြားလတွေကိုဘယ်လိုပြောမလဲကောင်းကင်မှာအဲ့ဒီလကိုကြည့်ပြီးတော့လဆန်းလဆုပ်ဘယ်လိုခွဲမလဲညနေပိုင်းနေစပ်သွားကြမယ်เนาะနည်းနည်းလေးအာယုံစိုက်ပြီးနားထောင်ပြီးပါ ကဲအဲ့ဒါဆိုကျွန်တော်ဒီမှာလာမိုက်ည new moon အဲ့ဒါကိုကျွန်တော်နောက်ထပ်နည်းနည်းလေး၃လေးရ fast forward လုပ်လိုက်မယ်လာလေးကဒီနားကိုရောက်လာပြီဟုတ်လားအဲ့ဒီရောက်လာတဲ့အချိန်မှာဟုတ်ပြီကဘာလှမ်းကြည့်မယ်ကြည့်လိုက်လို့ရှိရင်အခုကျွန်တော်တို့မှာအစိမ်းရောင်လေးဝိုင်းထားတာတွေ့လားအဲ့ဒါဘာလဲဆိုကျွန်တော်တို့ကနေလှမ်းကြည့်မြင်ရတယ်ရွှေလာမှာယုံဝတ်တဲ့ဆန်ဝတ်တဲ့ဖိုးအိုးစအဲ့ဒီစောက်เนาะအဲနီယာဆိုင်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီနီယာဆိုင်ကနေကြည့်ကြည့်လိုက်လို့ရှိရင်ပေါင်တဲ့အချံမြန်းများမြင်ရတယ်လင်းတဲ့အချံနည်းနည်းမြင်ရတယ်အပေါင်များအလင်းနဲ့ဘာခေါ်လဲ crescent အဲ့တော့ဒါဆိုရင်အဲ့ဒီ moon က crescent moon ဟုတ်ပြီနော်လာဇန်းပေါ့နော်လာဇန်းဟုတ်ပြီအဲ့ဒီမွန်ကညဘက်မှာပူမရှိလားနေဘက်မှာပူရှိလားအမကြီးကြီးလိုက်ခပိုင်းလင်းနဲ့ချမ်းအောင်ရအောင်လားနေဘက်မှာပူရှိတယ်နော်အဲ့ဒီမွန်ကအဲ့ဒါဆိုရင်ဘဲချိန်ဒီမှာမြင်ရမလဲဘဲနေရာမှာမြင်ရမလဲဆက်သွားမယ်အဲ့ဒါဆိုခုနလိုပဲအဲ့လဘဲချိန်ဝင်ဘဲဘဲချိန်ထွက်ဘဲချိန်ဝင်လဲဆိုတဲ့ပုံမှာမူတည်တယ်အဲ့တော့ခုနလိုပဲမျှဆွဲမယ်ဒါမှနေထွက်နေဝင်များအဲ့တော့နေထွက်တဲ့အချိန်ကိုကြည့်ကြည့်လိုက်အနီဇက်တစက်မှာကြည့်လိုက်လအောင်မမြင်ရသေးဘူးဘာလို့လအောင်မမြင်ရဆိုတော့လနည်းနည်းလေးအပေါ်ရအောင်လဲရှေ့ရအောင်လဲ အဲ့တော့ဘာဖြစ်ဘာအထိပ်ပဲလဲဆိုတော့လာထွက်ချိန်နောက်ကျတယ်เนาะလာခေါင်းပေါ်ရောက်ချိန်လည်းနောက်ကျတယ်လာဝင်ချိန်လည်းနောက်ကျတယ်ဒီအပြာများလေးကိုကြည်လိုက်အကုန်လုံးညွေနေအဲ့တော့ပြောချင်တာကအဲ့ဒီလာဇမ်းမှာเนาะဘာဖြစ်လဲဆိုရင်လာဒီကောင်းကင်ကိုကြည်လိုက်လို့ရှိရင်လာဒီနေအနောက်ကိုလိုက်နေရတယ်နေရရှိရပြေးနေလာဒီနေအနောက်ကိုလိုက်နေရတယ်အဲ့ဒါကြောင့်မလို့နေထွက်လည်းလာထွက်လည်းနေထွက်ချိန်နဲ့နောက်ကျတယ်လာဝင်ချိန်လည်းနေဝင်ချိန်နဲ့နောက်ကျတယ်ဘယ်အချိန်မှမြင်ရမလဲ ဘယ်ချိန်မှမြင်ရမလဲဆိုရင်နေရောလာရောတပြိုင်တည်းရှိနေတဲ့ကောင်းကင်မှာဆိုမြင်ဖို့ခက်တယ်အထူးသဖြင့်သူတို့ကနီးနီးကပ်ကပ်ရှိနေလို့ရှိရင်တိတ်မမြင်နိုင်အဲ့တော့ဘယ်ချိန်မှမြင်မလဲဆိုဟိုးအပေါ်ကြီးကြိုက်နေဝင်သွားပြီးပြီလကမဝင်သေးဘူးနောက်ကျတယ်အဲ့ဒီချိန်မှမြင်ရတယ်ဟုတ်ပြီနော်အဲ့တော့ဘယ်ဆိုတော့စီညနေစည်းစာမှမြင်တယ်ဟုတ်ပြီနော်ညနေစည်းစာမှမြင်တယ်ကဘာရဲ့ညောက်ချမ်းမှမြင်တောက်အရှိချမ်းမှမြင်သလားနှောက်ချမ်းမှမြင်သလားစဉ်းစားကြည့်မယ်ဆိုရင်နေဝင်တာလဝင်တာနှစ်ခုစလုံးအခုနပြောတယ်အရှိရထွက်အနောက်ကဝင်နေဆိုတော့အနောက်မှမြင်ရမယ်အဲ့တော့ ညနေစည်းစာနေဝင်ပြီးတဲ့အချိန်မှာမဝင်သေးပဲကြံနေတဲ့အနောက်ဘက်မိုးကုတ်ဆောက်ပိုင်းမှာရှိတဲ့လသည်ဘာဖြစ်လဲဆိုရင်လဆန်းเนาะအဲ့တော့ waxing crescent အဲ့ဒါဆိုရင်နောက်တစ်ခုကဘာနဲ့ခွဲမလဲဆိုလို့ရှင် waning crescent ဟာလာလာဆုပ်เนาะလကွဲကန်ဒီလဆုပ်နဲ့ဘယ်လိုခွဲမလဲအဲ့ဆိုနောက်ထပ်တစ်ခါထပ်ပြီးတော့ fast forward လုပ်ကြည့်မယ်အဲ့တော့လကလေးကဘယ်အောက်ရောက်လာဆိုဒီအောက်ကိုရောက်လာပြီခုနတိုင်းမင်းကြည့်လိုက်မယ်အဲ့တော့ဒီအစိမ်းရောင်လေးကကျွန်တော်တို့မြင်ရတဲ့ site ကြည့်လိုက်တော့လင်းတာနေတယ်မှောင်တာများတယ်အဲ့ဒါဆိုရင် crescent နေဘက်ပုံမြင်မလားညဘက်ပုံမြင်မလားလင်းနဲ့ချမ်းမှာရှိတော့နေဘက်ကိုပုံမြင်မယ်ဘယ်ချိန်ထွက်မလဲဘယ်ချိန်ဝင်မလဲအဲ့တော့ခုနတိုင်မဲ့အနီမြားလေးဆွဲမယ်အပြာမြားလေးဆွဲမယ်အဲ့တော့ဒီမှာကြည့်ကြည့်လိုက်အပြာမြားလေးကအောက်ကိုအရှိကိုနည်းနည်းပိုရောက်တယ်ကျွန်တော်ကျွန်တော်လူလေးလည်နေတဲ့ပုံမှာကြည့်လိုက်လို့ရှိရင်အပြာမြားလေးကအရင်စတယ်အပြာဆက်လေးကအရင်စပြီးမှနေဆက်နောက်မှစတယ်ဘာလို့ဆိုလာလေးကနည်းနည်းအောက်ရောက်သွားတာမလို့ပြောချင်တဲ့အတိတ်ပဲကပါလေလာထွက်ပြီးမှနေထွက်တယ်ညနေမှာဆိုလဲလာဝင်ပြီးမှနေဝင်တယ်အနောက်ဘက်မှာဆိုလို့ရှိရင်ဟိုကရှေ့ဘက်မှာလဲလာထွက်ပြီးမှနေထွက်တယ် အဲ့တော့နေရောလောက်တစ်ပြိုင်တည်းရှိနေမြင်ဖို့ခဲရင်အဲ့တော့ဘယ်ချိန်မှမြင်လဲမနက်အာယုံတက်ချိန်မှာနေမထွက်သေးခြင်းเนาะအရှိမိုးကုတ်ဆက်ပိုင်းမှာမြင်နေရတဲ့လာချမ်းလေးဒီအဲ့ဒါလာစုပ်အဲ့တော့ waning crescent အဲ့တော့ခုနပါလဲဆိုရင် waxing crescent နဲ့ waning crescent ကဘာကွာလဲအဲ့ဒါကွာတယ်เนาะနေဝင်သွားပြီးမှမဝင်မဲကြံနေတာဆိုရင်လာဆန်းနေမထွက်ခင်မှာစောပြီးထွက်နေတာဆိုရင်လာစုပ်အရှိနဲ့နောက်ကတော့ရှင်းနေပေါ့ဝင်တဲ့ဟာနောက်ထွက်တဲ့ဟာအရှိနောက်တစ်ခု အချို့ကဘယ်လိုမှတ်ဆိုတော့အတင့်နဲ့ငါနဲ့မှတ်တယ်နော်အဲ့တော့တင့်နဲ့ငါနဲ့မှတ်တယ်ဆိုတော့ဘာလဲဆိုတော့လာဆန်းဆိုရင်တော့တစ်ပုံလေးအလားဆုပ်ဆိုရင်တော့ငါပုံလေးအဲ့ဒါမှန်လားဆိုရင်ကိုကဟာလာဒီကမ္ဘာမြောက်ချမ်းမှာနေနေတယ်ဟာလာဗမာတရုတ်ကိုရီးယားဒီလိုကမ္ဘာမြောက်ချမ်းနိုင်ငံတွေကကြည့်လို့ရှိရင်သူကတင့်နဲ့ငါမှန်တယ်ဒါပေမဲ့အမြဲမမှန်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုကဩစတြေးလျသွားနေကြည့်ဩစတြေးလျဒီကမ္ဘာရဲ့တောင်ချမ်းမှာရှိတယ်ဆိုတော့ခုနတင့်နဲ့ငါနဲ့ပြောင်းပြန်ဖြစ်သွားတယ် ဘာလို့ဆိုတော့ Australia တိုက်ကနေပြီးတော့လူတွေအကုန်လုံးကကမ္ဘာတောင်ကျမ်းဆိုတော့အားလုံးပြောင်းမြန်သူတို့ကလာအောင်ကြည့်တယ်လို့ပုံစံဖြစ်သွားတဲ့အတွက်ကြောင့်ဘာလို့လဲဆိုတော့ခုနရွှေလာမှာရုံဝိတ်တဲ့ပုံတွေကလည်းပြောင်းမြန်ဖြစ်နေဟုတ်ပြီနော်အော်တော့ဒါကဘာလဲဆိုရင်လာဆန်းနဲ့လာဆုပ် waxing နဲ့ waning crescent အဲ့ဒါသိပြီဆိုနောက်ထပ်နည်းနည်းလေးကြော်လိုက်မယ်ဟို quarter တွေကိုခဏလေးကြော်လိုက်မယ်ကျွန်တော်တို့ gap pass တွေကိုပြောအောင် gap pass ဆိုတာဘာလဲအလင်းလုံးပိုလင်းနေတဲ့ဟာနော်အဲ့တော့မှောင်နာထက်လင်းတာပိုအများကြီးအဲ့ဒါဘာခေါ်လဲ gap pass လို့ခေါ်တယ်ဟုတ်ပြီ ဟုတ်ပြီအဲ့တော့ gate pass ကိုလည်းကျွန်တော်တို့ခုနပြောသလိုပဲပြန်ပြောမယ်အဲ့တော့ဒီပုံလေးကိုကြည့်လိုက်ဟောလာကဒါ new moon new moon ကနေလာသွားတယ်ဒီနားလောက်ရောက်သွားတယ်ထောင်းကျဲအနေထားလောက်ရောက်သွားတယ်เนาะအဲ့တော့အဲနိုင်လက်တန်10နိုင်17နိုင်လာလောက်ရောက်သွားတယ်ဟုတ်ပြီအဲ့ဒီလာကိုကဘာကြည့်မယ်ဘယ်လိုမြင်ရမလဲကျွန်တော်ဒီအစိမ်းရောင်လေးရတာကဘာမြင်ရတယ်နေရာ site ကြည့်လိုက်တော့လင်းတဲ့ချမ်းပူမြင်တယ်ပေါင်တဲ့ချမ်းရော့ပြီးမြင်တယ်အဲ့ဒါဆိုဘာခေါ်မလဲ gate pass လို့ခေါ်မယ်เนาะဒါအစမ်းမလို့ waxing gibbous ဟုတ်ပြီเนาะအဲ့ဒါလာစမ်းအဲ့ဒီလာက နေဘက်မှာပူမြင်မလားညဘက်မှာပူမြင်မလားရှင်းနေနေဘက်ဟိုညဘက်ချမ်းပူရောက်နေတော့ညဘက်မှာပူတာမယ်လာဟုတ်ပြီနော်အဲ့ဒီလဘယ်ချိန်ဝင်ဘယ်ချိန်ထွက်မလဲခုနလိုပဲအနီမြားလေးဆွဲလိုက်မယ်ဒါကနေနေထွက်ချိန်နေမွန်းတဲချိန်နေဝင်ချိန်30 20 30လာအောင်ကြည့်မယ်အဲ့တော့လာအတွက်လည်းဒီမြားလေးဆွဲလိုက်မယ်ဟုတ်လားလာထွက်ချိန်လာခေါင်းပေါ်ရောက်ချိန်လာဝင်ချိန်အဲ့တော့ကြည့်လိုက်ရင်ပဲတိတာတာပါလေအဲ့ဒီလာဒီနေမွန်းတဲ့ပြီးနည်းနည်းကြာမှထွက်တယ်နော်နေမွန်းတဲ့ပြီးနည်းနည်းကြာမှထွက်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှင့် ဟိုဟာညတကောင်ကြော်ကြော်လောက်မှာပါဆိုအဲလာဝင်သွားတယ်အဲ့တော့အာယုံဥမာဆိုရင်အဲ့ဒီပုံမှာကြည့်လိုက်အာယုံဥမာဆိုရင်နေမထွက်ချိန်မှာဆိုရင်နေရောလာရောမရှိနေဟုတ်ပြီနော်အောက်ပြီအဲ့ဒါဆိုရင်အဲ့ဒီလာကောနေနောက်ကလိုက်တဲ့လာလာနေရှိရပြေးတဲ့လာလာအဲ့ဒါလေးကိုကြည့်မယ်ပေါ့အဲ့တော့ဆိုရင်ဘလို့ပုံစံမြင်ရမလဲဆိုတော့မနက်ဘက်မှာဆိုနေထွက်တယ်အဲ့ဒီနေရာခေါင်းပေါ်ရောက်တယ်ပြီးတော့မှခေါင်းပေါ်ကြော်လာပြီနော်မဝင်သေးဘူးအဲ့ချိန်မှာလာဆပြီးတော့ထွက်လာတယ်ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင် လာကနေနောက်ကိုလိုက်တယ်အဲ့တော့နေနောက်ကလိုက်တယ်လာအဲ့တော့ကျွန်တော်ခုနပြောသလိုပဲအစမ်းနေအကုန်လုံးကဘာဖြစ်လဲဆိုနေနောက်ကလိုက်တယ်ဟုတ်ပြီနော်အဲ့တော့နေနောက်ကလိုက်တယ်ဆိုတာသိတယ်နောက်ပြီးတော့အခုကျွန်တော်တို့လက်ပုံစလေးကိုကြည့်လိုက်ပို့အဲ့တော့ပါဆိုရင်ဒါနေမွန်းတဲ့တယ်နေမွန်းတဲ့ကြော်ပြီးမှအဲ့လာတွေကစားထွက်လာတယ်အဲ့တော့ဒီမှာဒီလန်တစ်ခုချာမှာဘာဖြစ်လဲဆိုတော့ထောင်းကျဲဖြစ်နေဟုတ်ပြီနော်အဲ့လိုထောင်းကျဲဖြစ်နေတယ်ဆိုရင်အော်တိုမက်တစ်တိပါအဲ့လာတွေ give us ပဲနော်အခုနခရက်ဆန့်ဆိုလို့ရှိရင်နေနဲ့လာနဲ့သိမ့်မကွာအောင်ရှေ့စေးနောက်စင်ပြေးနေတာ အဲ့ဒါဆိုလို့ရှိရင်တောင်ကျင်းလေးဖြစ်နေတယ်အဲ့လိုတောင်ကျင်းလေးဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့လာ crescent ဟုတ်ပြီနော်အဲ့တော့တောင်ကျဲဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလာ gibbous ဒါတောင်မှန်ဖြစ်နေတယ်ဆိုရင်ဘယ်လိုဖြစ်ပြလဲတောင်မှန်ဖြစ်နေတယ်ဆိုလို့ရှိရင်ခုနမြင်ရတဲ့ပုံကတိတ်မုတ်လှီထားသလိုပဲ quarter ပုံမြင်ရမယ် quarter တချမ်းအဲ့ထိရဟုတ်ပြီနော်အဲ့ဒါဆိုအဲ့ဒါနဲ့စင်တူကျွန်တော်ဘာပြောမလဲဆိုရင် waning gibbous waning gibbous ဆိုတာလာကွယ်ပေါ့နော်လာကွယ်ဆိုတာလာပြီးကြော်ဝါပြီးတဲ့လာပေါ့ဘယ်လိုခွဲမလဲအဲ့တော့ waning gibbous ကလည်းခုနလိုပဲပုံစံကြည့်လိုက်လင်းတဲ့ချမ်းမောင်းတဲ့ချမ်းဘယ်ဟာပုံမြင်ရမလဲ လင်းနဲ့ချက်ပူမြင်ရမယ်ကျွန်တော်ဒီအစိမ်းလေးကိုကြည့်လိုက်လို့ရှင်။နေဘက်ပူမြင်ရလားညဘက်ပူမြင်ရလားညဘက်မှာပူမြင်ရတယ်ဘာလို့ဆိုကဘာရဲ့ဒီဘက်ချမ်းမှာရှိနေလို့ဟုတ်ပြီနော်အဲ့ထိရမယ်။ဘယ်ချိန်ဝင်လဲဘယ်ချိန်ထွက်လဲအခုနောက်လိုပဲမြားဆွဲမယ်ဓမ္မအနီမြားလေးဒါလေထွက်နေဝင်အပြာမြားလေးအဲ့တော့ဘာကိုဘလို့တွေ့မယ်ဆိုတော့နေဝင်သွားတဲ့ချိန်မှာ तू မထွက်သေးဘူးဘာလို့ဆိုသူနေနေအောက်ရောက်နေလို့အဲ့တော့နေဝင်သွားပြီးတော်တော်လေးနောက်ကျမှာထွက်လာတယ်။ထွက်လာပြီးတော့မနဲ့နေထွက်ချိန်မှာ तू မဝင်သေးဘူးရှိနေတယ်။ရှိနေတယ်ဆိုရင်ဘယ်မှာရှိမလဲ။ဝင်တော့မယ်ဆဲဆဲဆိုတော့အနောက်မှာရှိမယ်။အဲ့တော့ဒီပုံလေးကိုကျွန်တော်ပြမယ်ဆိုရင် เนาะအဲ့တော့မှာနေဝင်သွားတယ်နေထွက်တယ်နေဝင်တယ်နေဝင်တဲ့အထိသူမလာသေးဘူးမလာပြီးတော့မှခဏနေတော့မှသူထွက်လာမယ်ညဘက်မှာတော့တော့နေနေနောက်ကြပြီးမှထွက်လာမယ်အဲ့တော့ထွက်လာတဲ့လလခေါင်းပေါ်ရောက်မယ်ပြီးတော့လဝင်ခံနီးလေးမှာပါဆိုနေရစပြီးတော့ထွက်လာတယ်เนาะအဲ့တော့ခုနလိုပဲတောင်းကျယ်ဖြစ်နေမယ်တောင်းကျယ်ဖြစ်နေမယ်ဆိုတော့ဒါ gibbous ဟုတ်ပြီအဲ့ဒီပုံမှာရောလကနေကိုလိုက်နေတာလားနေရှိရပြေးနေတာလားအဲ့တော့ကြည့်ကြည့်လားနော်လကမဝင်သေးဘူးအနောက်မှာ နေရစထွက်လာပြီဆိုတော့ကောင်းကင်မှာနှစ်ခုလုံးမြင်နေရတဲ့ချိန်မှာလသည်နေရှိကပြေးနေတာအဲ့တော့လကနေရှိကပြေးရင် waning လဆုပ်အဲ့ဆိုတော့ဒါအဲ့လိုအပြင်ဒါလဆုပ်ဆိုတာသိမယ်ဟုတ်ပြီနော်အဲ့ဆိုနောက်တစ်ခုကဘာဘာပြောဖို့ကြံသေးလဲဆိုရင် quarter quarter တွေကတော့ဒါစဉ်းစားလို့ရတယ်မပြောတော့ဘူးဘာလို့ quarter ဆိုတာလဲ crescent နဲ့ gibbous jar ဟာလေးပဲနော်အဲ့လိုပဲအဲ့တော့ waxing quarter အလာဆန်းဆိုလို့ရှိရင်ဘာဖြစ်မလဲနေနောက်ကလိုက်မယ် waning quarter လာစုပ်ဆိုလို့ရှိရင်နေရှိရပြေးမယ်ဟုတ်ပြီနော်အဲ့ထိရမယ်အဲ့ဒါဆိုရင်လာပြေးဆိုရင်ရောအဲ့တော့လာပြေးဆိုတော့ရှင်းတယ်ဒါဆိုတော့နေနဲ့လာနေကတူတူတစ်ဖက်တစ်ချက်စီမှာဖြစ်နေတယ်180ဒီဂရီဘယ်သူမှမဘူးနောက်ကိုမလိုက်ဘူးဒီလိုမျိုးလည်နေเนาะဒါပြီးသွားပြီအဲ့ဒါဆိုရင်ကျွန်တော် quiz လေးတွေမြန်မြန်ဖြေကြည့်အောင်အဲ့တော့ပထမ quiz ကဟောကျွန်တော်ခုတည်းက Facebook မှာတင်ထားဒီဟာလေးအဲ့တော့ဒီပုံမှာကျွန်တော်ကပြောတယ်နေကိုကျွန်တော်ဓာတ်ပုံရိုက်ပြလိုက်တယ်အဲ့ဒီနေကနေဝင်ချိန်ညနေလို့ပြောတယ် ညနေမှာအနေမူကိုဆောက်ပိုင်းမှာမြင်နေတယ်ဆိုအေမူကိုဆောက်ပိုင်းဒီအရှိဖြစ်မလားနောက်ဖြစ်မလားအနောက်ဖြစ်မယ်ဝင်သွားတော့မှာဟုတ်ပြီနော်ပြီးတော့ကျွန်တော်ဗာပြလိုက်လဲကောင်းကင်ကလာလေးရအဖိုးအပေါ်တက်တက်မှာရောက်နေနော်အဲ့မှာကြည့်လိုက်လာလေးကလာချမ်းဖြစ်နေလာချမ်းပါဆိုတာဗာလဲအဲကွာတာဘာဖြစ်လို့လဲဆိုတော့ညနေလာနေတယ်60ဒီဂရီဖြစ်နေလို့ဟုတ်ပြီအဲ့ဒါဆိုရင်လာဆန်းလားလောက်ဆုပ်လားဘယ်လိုဆုံးဖြတ်မလဲအဲ့တော့မျိုးစုံပြောလို့ရတယ်တက်လားငှလားဆိုတာဒီကပ္ပအမြောက်ချမ်းမှာနေလားတောင်ချမ်းမှာနေလားဆိုတာပုံမှန်မူတည်ပြီးတော့ကွာချားတယ်ဆိုတော့အသိမ့်ဟိုအသိမ့်မကောင်း တော့ပို့ပြီးလွယ်လွယ်ပြောရမယ်ဆိုခုနလိုကျွန်တော်စဉ်းစားသလိုစဉ်းစားကြည့်လက်အဲ့ဒီလကနှီးနောက်ကလိုက်နေတာလားနှီးရှိရပြေးနေတာလားအခုကြည့်လိုက်ရင်ဒီနေကဝင်တော့မှာညနေလို့ကျွန်တော်ပြောထားရဆိုဝင်တော့မှာလကခေါင်းပေါ်မှာပဲရှိသေးတယ်သူဝင်မှုကြောင်းမယ်ဆိုတော့အဲ့လကနှီးနောက်လိုက်နှီးနောက်လိုက်တဲ့လသည်ကောင်းကင်မှာပေါ့နော်ဟိုနှီးကင်းပတ်မှာနှစ်ခုစလုံးတစ်ပြိုင်နဲ့မြင်နေရတဲ့အချိန်မှာနှီးနောက်လိုက်တဲ့လသည်လာဆန်းအဲ့ဒါကြောင့်အဲ့လလာဆန်းဟုတ်ပြီနော်အဲ့ဆိုနောက်တစ်ခွစ်လေးနောက်တစ်ခုထပ်ဖြည့်ကြည့်ရအောင်အဲ့တော့မနက်အာယုံဦး နော်မနက်အာယုံဦးမှာကိုကမအိမ်ရှိမှာထွက်ပြီးတော့နေထွက်တာကြည့်နေနော်အဲ့တော့နေရထွက်နေအဲ့ချိန်မှာအိမ်နောက်ကနေပြီးတော့ဟာလာအဲအဖေမေးကလှမ်းပြောလိုက်တယ်ဟဲလာလေးကတာလိုက်တာဟိုအနောက်မှာကြည်ဟန်ဟိုတောင်စုံလေးမှာအိမ်နောက်ကလှမ်းပြောတာဆိုကိုသွားကြည့်လို့မရအောင်ဒါပေမဲ့အဲလာကဘာလာလဲလာစန်းလားလာစုပ်လားခရက်ဆန်လားကွာတာလားဂေဘတ်လားစဉ်းစားကြည့်အောင်ဟုတ်ပြီနော်အမေပေါ့နော်ကိုကအိမ်ရှိမှာနေထွက်တာကိုကြည့်နေတယ်ဆိုတော့တောင်တန်းကနေ နော်အိမ်နောက်ကလည်းဘာဖြစ်လဲဆိုတော့တောင်တန်းလေးမှာလောက်မြင်နေရတယ်ဆိုတော့အဲ့ဒါဒီဘာဖြစ်နေလဲဆိုရင်တောင်ကျဲဖြစ်နေနော်အဲတောင်ကျဲဖြစ်နေတယ်ဆိုတော့ crescent လည်းမဟုတ်ဘူး quarter လည်းမဟုတ်ဘူးဘာဖြစ်မလဲအဲ gibbous ဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒါတခုအဲ့မှာမှာ waning gibbous လား waxing gibbous လားအဆန်းလားအဆုတ်လားဘာနဲ့စဉ်းစားမလဲလာကနှိရှိပြေးတာလားနှိနောက်ကလိုက်တာလားအခုကျွန်တော်ပြောတယ်မနက်ဘက်နေထွက်မယ်ဆိုတော့နေရတပါအရှိရနေထွက်နေပြီနည်းနည်းလေးထွက်နေပြီဟုတ်ပြီနော်ထွက်နေပြီဟိုဘက်လာက အော်ယူဟာမိုးကုတ်ဆောက်ဝိုင်းမှာရှိတယ်လို့ပြောတယ်ဆိုတော့မဝင်သေးဘူးအဲ့တော့ပြီးရင်ဝင်တော့မယ်အဲ့တော့ဒီ direction နဲ့သွားနေတာဆိုတော့လသည်နေရှိကပြေးနေတာနေရှိကပြေးနေတာဆိုတော့လကွယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်လကွယ် gibbs သွားကြည့်စရာမလိုအဲ့လ crescent လား gibbs လားကိုနားထောင်လိုက်တာနဲ့တွက်လို့ရတယ်အလားတူပဲဒါလကွယ်ဆိုတော့ပြောချင်တာနောက်နေ့နောက်နေ့ဒီမှာအဲ့ထက်ပိုသေးွားမယ်ဆိုတာလေဒါတွက်လို့ရတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုနောက်ဆုံး quiz လေးဖြေကြည့်အောင်ဟုတ်ပြီ အဲ့တနေ့မှာကိုက beach မှာသွားပြီးတော့လှဲနေစိန်ခံနေတယ်ပေါ့နေ့လေကြီးမှာနော်အလေးတဖြူဖြူနဲ့အဲကလထိုင်လေးခင်းပြီးတော့အမျိုးလုံးကိုလည်းအုပ်ထားမယ်အာနားကိုလည်းအဲ့တော့ဟိုဟာနှစ်ချက်တထားမယ်ပြီးတော့စိန်ခံပြီးတော့လှဲနေနေကင်းကြောက်တောင်းကြီးမှာလှဲနေတုန်းမှာအေးဆက်သွားတယ်လေလည်းမတိုက်ဖ ೇನೆ ဟာအေးဆက်သွားတယ်နော်အဲ့ဒီနှစ်ချက်လေးလက်ချွတ်ကြည့်လိုက်ကောဟာလူတွေဝိုးနဲ့အတန်နေကြတယ်ဘာလဲမသိဘူးပေါ့မျိုးလုံးချွတ်ကြည့်လိုက်ကိုမျိုးလုံးတော့ကိုမကြုံနိုင် ငါလှဲနေတာနေလေရင်းကြောင်တောင်ကြီးပါဒါမဲ့တစ်ခုလုံးညဖြစ်သွားတယ်အဲ့ဒါဘာဖြစ်တာလဲနေကြက်တာပါမှန်တယ် solar eclipse နေကြက်တာဟုတ်ပြီနော်အဲ့ချိန်မှာဘာလဘာလတာဟုတ်ပါတယ်ကျွန်တော်ခုနပြောသလိုပဲလာကွေတိုင်းနေမကြက်ပြီမယ်နေကြက်ပြီဆိုရင်အဲ့ဒါလာကွေပဲအဲ့တော့အခုမြင်နေမွန်ကပါလေ new moon မှာဟုတ်ပြီနော် ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီတစ်ခေါက်ပြောချင်တာတော့ဒီလောက်ပါပဲနောက်တစ်ခေါက်ကြာလို့ရှိရင်တော့ကျွန်တော်တို့ဒီရေးတွေအကြောင်းတွေကိုပြောပါမယ်ပြီးတော့နေချက်လာချက်ကဘာချက်တွေအကြောင်းအရင်စိတ်ဝင်စားဖို့ခေါင်းတွေကိုပြောပြပေးပါပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါမလုပ်ပါသေးလို့ရှိရင်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်